လေးပေါ်မှာဖြည်းဖြည်းနည်းနည်းနဲ့ပြန်တန်းနေတဲ့မိုးပြံမှုပေါင်းတွေကိုလူများစုမြင်မှုကြမှာပါအဲ့ဒီပူပေါင်းတွေကိုမြန်မာအများစုကအပန်းဖြေဖို့နဲ့အပျော်စီးဖို့အတွက်တုံးတယ်လို့ပဲသိထားကြတာပါအခုစစ်အာဏာသိမ်းမှု9နှစ်ဒီပါကြာမြင့်လာချိန်မှာတော့စေအုစုကတနည်းတစ်ဖုံအသုံးပြုလာနေပါတယ်လေချောင်းအသာချက်ကိုဘက်ဆောင်တောင်းဆောင်ကနေအပြေးဝတုံးချဖို့ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်တပ်ကဆုံးရှုံးနေမြေတွေပြန်လည်ရရှိရေးမိုးပြံမှုပေါင်းတွေကိုကင်းထောက်မိုးပြံမှုပေါင်း စပိုင်ဘောလုံးအဖြစ်အတွင်ပြောင်းလဲအသုံးပြုလာတယ်လို့သိရပါဗျ။မြန်မာပြည်လေပိုင်းအညာဒေတာမှာဒီနှစ်2025နောက်ပိုင်းအစလို့တွင်ကြကြစတင်အသုံးပြုလာနေတာဖြစ်တယ်လို့ဝေဟင်အမိရလေချောင်းကင်းတောင်းချန်နယ်ကတာဝန်ရှိသူတွေကပြောပါဗျ။ဒီတော့စပိုင်ဘောလုံးဆိုတာပါလေနိုင်ငံတကာမှာမိုးပြံမှုပေါင်းတွေကိုဘလို့နေရာမှာအသုံးပြုလို့ရှိကြပါလေ။စီအုပ်စုတုံးနေတဲ့စပိုင်ဘောလုံးဆိုတာကရောဘာလဲဆိုတာတွေကိုဝေဟင်အမိရ လေချောင်းကင်းတောက်ချန်နယ်ရဲ့တာဝန်ရှိသူတူကအခုလိုရှင်းပြပြောဆိုပါတယ်။မိပညာမင်းနိုင်ငံကြီးတွေမှာတော့စပိုင်ဘောလုံးတွေကိုမိုးလေဝသစောင့်ကြည့်ရေးညီမနာအုံမြင်တိုင်းတာတဲ့နေရာတွေစစ်ဘက်သုံးတချို့လုပ်ငန်းဆိုင်ရာကိစ္စတွေမှာအသုံးပြုလို့ရှိကြပါတယ်။စပိုင်ဘောလုံးဆိုတာကတော့မြေပြင်ကနေအမြင့်ပေ2000ဝန်းကျင်ကမှလေစီးကြောင်းနဲ့အတူလွန်မျောနေတဲ့ဟီလီယမ်ဒါမှမဟုတ်ဟိုက်ဒရိုဂျင်တန်းဝေးဖြည့်ထားတဲ့လေပူပေါင်းကြီးတွေပါ။မြေပြင်ထိန်းချုပ်ရေးစခန်းကိုဂျိုဒူကနေတဆင့် အချက်လက်တွေပြန်လည်ပေးဖို့ရဲ့နီလန်းကိုအများဆုံး၃လေးရှိကြပါတယ်။ကောင်းငင်လေးစီချောင်းကိုခံမှန်းပြီးလိုချင်တဲ့နေရာကိုရောက်ရှိဖို့လွတ်တင်လေးရှိကြပါတယ်။မြေပြင်ကနေလွယ်လွယ်ကူကူထိန်းချုပ်လို့လည်းမရနိုင်ကြပါဘူးဗျ။စပိုင်ဘောလုံးအစ်စ်တွေမှာအနီရောက်ရောင်ကြီးသုံးကင်မရာတွေ၊ရေဒါတွေနဲ့ကြားပြတ်အသံဖမ်းယူတဲ့ဆက်တွေပါဝင်ပါတယ်။ဒီပစ္စည်းတွေကိုလေပတ်နိုင်ဖို့ဆိုလာပြားတွေနဲ့ဘက်ထရီအိုးတွေကိုလည်းဒီစပိုင်ဘောလုံးတွေမှာတစ်ပါးလေးတပ်ဆင်ထားလေးရှိကြတယ်။လက်ရှိစစ်ကောင်စီတပ်ကလွတ်တင်တဲ့မီးဘုံမြန်တွေ မိုးပြံဘောလုံးတွေမှာကင်မရာတွေရေဒါတွေမပါကြတော့ဒါတွေကိုစပိုင်ဘောလုံးလို့ပြောလို့မရနိုင်ပါဘူးစပိုင်ဘောလုံးမလွတ်လဲစစ်ကောင်စီကဒုံးတွေနေစဉ်ပြန်တက်ပြီးတော့ကင်းထောက်နေရာကြီးလည်းရှိနေရပါပဲဘာပဲဖြစ်ဖြစ်မိမိတို့ဘက်ကစည်ရည်သည့်စည်ရည်သတိနဲ့နေထိုင်ကြရမှာဒါပေမဲ့လေချောင်းလေးလာစောင့်ကြည့်ရဖွဲ့တွေနဲ့စည်ရည်ကက်ခတ်တွေကတော့အခုတက်စင်းမြင့်တဲ့စပိုင်ဘောလုံးတွေကိုတေယုတ်ဒါမှမဟုတ်ရုရှားစားတဲ့ပြည်ပနိုင်ငံတခုကနေအစင်းမြင့်ဤပညာကူညီရယူပြီး မိုးပြင်းစပိုင်ဘလုံးတွေကိုအသုံးပြုလာနိုင်တယ်လို့တုံ့တက်ပြောဆိုနေကြပါတယ်။ဒါကြောင့်အခုလက်ရှိစီယုပ်စုအသုံးပြုနေတဲ့စပိုင်ဘလုံးဆိုတာတွေကတော့အဆင်မမြင်သေးဘူးလို့ဝေလေချောင်းကိတောင်ချန်နယ်ကတာဝန်ရှိသူတွေက MPA ကိုပြောပါတယ်။စစ်ကောင်စီကစပိုင်ဘလုံးတွေကိုတကယ်ပဲအသုံးပြုနိုင်နေပြီလားဆိုတော့လက်တလောလူမှုကွန်ရက်တွေပေါ်မှာစပိုင်ဘလုံးလို့ခေါ်တဲ့မိုးပြင်းပူပေါင်းတွေအကြောင်းကဲစိစိတွေ့လာပါတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဝင်းလေချောင်းကင်းနောက် channel ကနေလေလာစုံစမ်းရသလောက်ကတော့ စပိုင်ဘောလုံးလိုတတ်မှတ်မဲ့အထောက်ကူပစ္စည်းတွေဘာမှမပါသေးရအောင်တွေ့ရပါတယ်ဗျလက်ရှိစစ်ကော့မရှင်အသုံးပြုနေတဲ့စပိုင်ဘောလုံးတွေဟာပီတတောင်းခွဲကျော်တဲ့အမြင်ကနေပြန်တန်းလေးရှိရာကြောင့်တော်လိုင်းရင်တက်တွေမှာရှိတဲ့လက်နက်တွေနဲ့ပြစ်ချနိုင်မှုခက်ခဲတယ်လို့စကိုင်းတန်းချေဆက်တော်လိုင်းရင်တက်ကတာဝန်ရှိသူတချို့ကပြောပါတယ်စပိုင်ဘောလုံးတွေဟာရရှိရတဲ့တင်းချက်လက်တွေကိုဂျိုဒူးကနေတဆင်းမြေပြင်ထိကျုံရေးစခန်းတွေကိုပြပိုးတဲ့ပုံစံအသုံးပြုကြတာလို့အန်တီနီပြင်ဆိုင်ရှင်တအူကပြောပါတယ် ဲ့ဒီနီးပညာရှင်ကလက်ရှိဆေးဥစုတုံးနေတဲ့စပိုင်ဘောလုံးတွေကိုတရုတ်နဲ့ရုရှားကနီးပညာပမုံမှုနဲ့ချိတ်ဆက်ထားတယ်လို့ယူဆနေကြပါတယ်။အဲ့ဒီကိနောက်ပူပေါင်းတွေကိုစစ်ကုပ်မရှင်စတင်အသုံးပြုလာတဲ့အကြောင်းကဒရုန်၊ဂျက်လေယာဉ်၊စစ်ပတ်တုံးရဟယင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေရဲ့ပြစ်ကြခံမှုအပါဝင်အလိုလျောက်ပျက်စီးမှုနဲ့ထင်းထင်းစေးများတာတော်လိုင်းတပ်ဖွဲ့တွေရဲ့လေကြောင်းရန်ခုခံနိုင်စွမ်းစမ်းမြင်မာလာတွေကြောင့်ဖြစ်တယ်လို့တုံ့တက်ပြောဆိုပါတယ်။ဒါအပြင်တရုတ်တို့စပိုင်ဘောလုံးတွေအတွက် အသုံးပြုရတဲ့နည်းပညာတွေရဲ့ဇီနုံဟာလည်းတက်တာပြီးလေထဲမှာရက်ရှိပြန့်နှံ့နေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်စစ်ကောမရှင်အားကိုးတဲ့တရုတ်နဲ့ရုရှားတို့ရဲ့နည်းပညာပံ့ပိုးမှုနဲ့အဓိကပြစ်မှတ်ကကချင်နဲ့စကိုင်းအဆက်စကိုင်းတန်းတွေကကောလင်းနဲ့ထိကြိုက်မျိုးတွေရှမ်းပြည်နယ်နဲ့စကိုင်းတန်းတွေကတော်လိုင်းရင်တက်တွေရှိရာနေရာတွေကိုကင်းထောက်ရေး PDF စကန်နဲ့တည်နေရရှာဖွေပြီးလေကြောင်းတက်ခိုက်မှုကြိုတင်ညွှန်ကြားဖို့ဖြစ်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်ဒါပေမဲ့စစ်ကောမရှင်ကိုးကွယ်တဲ့တရုတ်နဲ့ရုရှားပါဝင် အမေရိကန်လူနည်းပညာအစိုးရနဲ့နိုင်ငံကြီးတွေတောင်စပိုင်ဘောလုံးတွေကိုလူတလူထိမ့်ချုပ်ပြီးလွတ်တင်နိုင်မှုနဲ့လူတဲ့နေရာသွားစီနိုင်မှုအခုထိမစွမ်းဆောင်နိုင်သေးပဲတဘာဝလီစီကြောင့်ကိုပဲအကူနေရာဆဲဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်မြေပြင်အားမရှိလို့ဝဟင်အားကိုအဓိကတုံးနေတဲ့စစ်ကော်မရှင်ကြောင့်အခုစပိုင်ဘောလုံးတွေကိုချော့တတ်မထားပဲဂီယူတဆိုင်ရှိကြဖို့အညာမြေကတော်လိုင်းတပ်ဖွဲ့တွေကတတိပေးနေကြပါတယ်။တစ်တုံညာနှစ်ခွန်းစစ်ပေါက်ဖွားခဲ့ရာရှမ်းမြောက်ဒေသမှာဖြစ်ရသွားပြီးနောက်အခြားပဋိပက္ခဒေသတွေကို လေချောင်းပုံပြီးတုံးလာနေတာကြောင့်ပုံမှန်တတိရှိကြဖို့လေဝေဟင်လေချောင်းကင်းနောက်ချန်နေရဲ့တာဝန်ရှိသူက MBA ကတဆင်အခုလိုတတိပေးပြောကြားလာပါတယ်စစ်ကောင်စီကရှမ်းမြောက်ဒေသမှာအပြည့်လိုက်တော့အခြားဒေသကိုလေချောင်းကနေပုံပြီးတိုက်ခိုက်ဖို့အခွင့်အရေးတွေပိုရသွားတာမှန်ပါတယ်လွမြောက်နေမြေပြည်သူတွေအနေနဲ့ကတော့ဘုံခိုခြင်းတွေများများတိစောက်ထားဖို့ရဲ့လေချောင်းသတင်းတွေကိုဂီးတဆိုင်နားထောင်ဖို့ရဲ့ရည်ကြီးတာပါပဲလေချောင်းကိုတော့လုံးဝမပေါ်ဆသင့်ပါဘူးဗျစစ်ကောင်စီကသူမထင်မထင်လို့အမြဲတမ်းဘုံကျဲနေတာလी လေချောင်းအန်ဒီရဲ့ကာဝေးအတွက်ကိုတော့ကျွန်တော်တို့ဝေဟင် Telegram Channel အနေနဲ့24နာရီပတ်လုံးမနာမနေစူးစမ်းပြီးသတင်းတွေတင်ဆက်ပေးနေပါတယ်။ပြည်သူတွေရဲ့သတင်းပေးပို့မှုတွေလည်းများများလိုအပ်ပါတယ်။မိတ်ဆွေတို့ရဲ့သတင်းစကားတခွန်းကလူအသက်များစွာကိုကယ်ဆယ်နိုင်တဲ့အတွက်ကုသိုလ်လည်းရပါတယ်။ကျွန်တော်တို့ဝေဟင် Telegram Channel ကနေစောင့်ကြိုနေပါတယ်။စစ်ကောမရှင်ရဲ့လေချောင်းပြန့်တက်မှုတွေနဲ့ပတ်သက်ပြီးဝေဟင်အမီနဲ့ Telegram Channel ကအချိန်ပြည့်သတိပေးချက်တွေထုတ်ပြန်နေပြီးလာအောင်လေ့လာကြဖို့လည်းသူကဖိတ်ခေါ်လိုက်ပါတယ်။ Música